ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ဘယ်။တော့အခုကျွန်တော်ပြောချင်တာနောင်ချိုမှာကျွန်တော်ကန်ကြီးပေါ့နော်။ကန်ကြီးမှာတရက်ချူကန်ကြီးရောက်မှာတရက်ရှောက်ချူဆိုတာရှိတယ်။ရှောက်ချူရောနော်။အဲ့ဒီမှာအခုဘာဖြစ်နေလဲဆိုတော့ကျွန်တော်တို့ဒီမနေ့ကလည်းကျွန်တော်တို့ Samsung ကိုနော်အကြမ်းဖက်လက်နက်ကင်တောင်းကျမ်းသူရှိတဲ့နေရာကိုတက်မလို့စစ်ကြောင်းနေရနော် drone တွေနဲ့ခြေမုံးနဲ့ပြီးတော့ ဟိုမြေပြင်ရလဲခြေမုံခြေမုံမှုအတွက်ပေါ့နော်သူတို့ကမိုင်းကွင်းတွေထောင်ထားတာအရင်တည်းကထောင်ထားတော့လက်ရှိအောင်မြင်မှုရနေတာကနော်ဒီအခုဆမ်ဆယ်တို့ဘာတို့မှာအကြမ်းဖက်တဲ့နိုင်ငံတောင်းကျန်းသူ TNN တွေကပြေးပြီအဲ့ဒီအခုကျွန်တော်ပြောတဲ့ရှောက်ချိုမှာလဲအကန့်ကြီးရှောက်ချိုမှာလဲ PDF တွေကိုပဲထားခဲ့တာ TNN တွေကပြောတယ်မင်းတို့ PDF တွေခံတိုက်ဆိုပြီးတော့မှနော်အဲမူရစေဘွားတွေ ဲ့လိုမျိုးမူရစ်ဈေးဝါးတွေပါရင်အဲ့လိုထားခဲ့တာမင်းတို့ PDF တွေခံတိုင်းနော် FDNN တွေကပြေးပြီအဲငါတို့ဘယ်ရနေပြီးတော့ဘလို့အဲဘောနော်ခံစစ်ပြန်စင်ပေးမယ်အမင်းတို့တိုက်ခဲ့ဆိုပေးခဲ့တော့လေသူကလက်နက်က၃လောက်တက်လက်ပဲပေးခဲ့တာ၃လောက်တက်လက်ပဲပေးခဲ့တာနော်အဲ့ PDF တွေကျွန်တော်ရင်နာလို့မဆုံးဒီ PDF တွေလေ PDF တွေဆိုတော့ကျွန်တော်ပြောချင်တာကတော့ PDF တွေက ဗမာ PDF တွေလားဒနု PDF တွေလားတော့မသိဘူးပေါ့နော် DPL လေးလားပါလားအဲ့မှာ တို့ရှိတယ်နော်ဒီကျွန်တော်တို့ဗမာ PDF ကြတော့ PDF လို့ပဲပြောတာဟိုကကြတော့ DPL လေးလားပါကျွန်တော်လည်းမသိပါဘူးမနေ့တည်းကမှဖွင့်လာတယ်အဲ့တော့ तू က၃ယောက်ကိုတက်လက်ပဲပေးခဲ့ပြီးတော့မှတိုက်ခိုင်းတာရှောက်ချိုမှာရှောက်ချိုမှာအခုအခုကိုအခုကိုရှိတယ်နော် Samsung တို့ပါတို့မှာတော့ကျွန်တော်မနေ့ကဘုံအပေါ်ကနေ drone drone ပါလေကျွန်တော်ချတယ်နော်ဒီကောင်းလေး ဒဏ်ရာတွေရတယ်တေတဲ့လူကတေပြီးတော့မှပြေးနေရတယ်ပြေးနေရတယ်အခုအကြောက်ဒီကောင်တွေကဘယ်မှာနေလဲဆိုဒီကောင်တွေကလက်ကြောင်ကလက်ကြောင်ဆိုတာရှိရင်နော်အဲ့မှာနေနေတယ်နော် PDF ကတော့သွားပြီကျွန်တော်သိတယ် PDF ကတော့အခု AY စကြားချက်ကိုသွားဘူးတဲ့လူရှိတယ်ကျွန်တော်တို့ဒီမှာဟိုဒီဘက်တချမ်းဆိုတက်မတော်ဆုံးမထားတဲ့ရင်းမှုဝင်ရှိတယ်ဟိုဘက်မှာဆို AY စကြားချက်ရှိတယ်အဲ့ဒီ AY စကြားချက်မှာလည်းတခါလေကြာရင်အဲအဲ့ဒီမှာလူနာမည်တော့မပြောတော့ဘူးဝန်ထမ်းရောင်ရောင် အပီရီရဲ့ရောင်ရောင်နဲ့သတင်းပို့တဲ့လူတယောက်ရှိရဲ့ခမားနံပါတ်အကုန်တော့တည်ထားပြီဒါပေမဲ့ဒီ PDF တွေကိုထောက်ပံ့ခဲ့တဲ့ထောက်ပို့ခဲ့တဲ့နော်နိုင်ငံတော်အစိုးရကိုတော်လှန်ခဲ့တဲ့အဖွဲ့အစည်းတွေရဲ့လူတွေကိုတော့ကျွန်တော်ကဒီနေ့ညလဲကျွန်တော်ပြောတော်မှာဖြစ်တယ်နော်အဲ့တော့ကျွန်တော်တို့ဒီဘက်မှာတော့တပြေးပြေးနဲ့နောက်ချိုပြန်ရဖို့အချိန်နှီးဆက်လာတာပေါ့နှီးဆက်လာတယ်ဆိုတာအခုကျွန်တော်ပြောတဲ့ဂိတ်တွေမှာဆိုလဲသူတပန်းကိုင်းဂိတ်မှာဆိုလဲသူတယောက်ပဲအဲ့လိုပတ်စံကောင်းနေတယ်ဟန်ပြပဲရှိတော့တယ် တမတော်ကတော့သူကဝင်လုံးမယ်ဝင်လုံးစရာမလိုတော့တမတော်ဝင်တော့ဝင်မှာဒါပေမဲ့တမတော်ကလည်းဒီနေရာကိုသူပိုင်ရပြီဆိုဒီသူကဒီတကအနာမခံတော့ဘူးအလူကိုလူကိုဟောအနာမခံတော့ဘူးသူရဲ့စင်ကြီးပြူဟာရသူ့ဘာသူချိန်သုံးပြီးတော့မှနောင်ချိုးပြန်ရမယ့်အချိန်ကတဖြည်းဖြည်းနီးကပ်လာတယ်ဟိုတလုံးလုံးကကျွန်တော်ပြောတယ်နောင်ချိုးပြန်ရတော့မယ်လို့ကျွန်တော်ပြောတဲ့အချိန်မှာနော်ဘာဖြစ်သွားလဲဆိုတော့ဒီငလင်လှုပ်သွားတာနော်ငလင်လှုပ်သွားတဲ့အချိန်မှာတမတော်ကာကွယ်ဦးကြီးချုပ်ဗိုလ်ချုပ်ဦးကြီးမင်းဦးမင်းအောင်လှိုင်က အဘာတူချုပ်ကြီးတို့ကနေပြီးတော့မှနော်ဒီအပြစ်ခတ်တွေရယ်ဆဲပြလိုက်တဲ့အချိန်မှာဒီကောင်းလေးတကယ်တမ်းစဉ်းစားမယ်ဆိုအဲ့အချိန်တည်းကဒီကောင်းလေးပြေးရမှာကောင်းလေးမပြေးမပဲနဲ့ပေကပ်ပြီးတော့နေတယ်ကျွန်တော်ပြောသလိုပဲ तू ကပြေးစရာမြေလည်းမရှိတော့ဘူးဝင်စရာတွန်းရလည်းမိုးရွာပြီဆိုတော့သူကတိုင် PDF ကတိုင်ပတ်တယ် DNN တွေကတော့ तू ကပြေးမှာပဲပြေးမှာအဲ့တော့နောင်ချိုအခုဆိုရင်လာကြည့်လာကြည့်ကျွန်တော်တို့ဒါရောက်ခဲ့ပြီးပြီ Crown Bill နဲ့ကားတွေလမ်းပေါ်ကပဲတွန်းနေတယ် နော်အတူအချိန်နဲ့သူလွတ်ပင်းနေဘာလို့လဲဆိုအစိုးရကတရားဝင်အစိုးရပြီတော့သူကဒီမှာငလင်တန်ဘေးဒင်းပြည်သူတွေငလင်တန်နေလို့လိုက်တော့အိမ်တွေပြန်ဆောက်ဖို့အတွက်ဘီလက်မြေတွေလိုအပ်နေတယ်နော်အဲဘီလက်မြေလိုအပ်တဲ့အတွက်အဲနောင်ချိုနဲ့ဒီလမ်းကိုဟိုပါပြအခုချိန်မှာတက်မတော်တော့စတင်ဒီဘက်ကလည်းထိုးစစ်တောက်လျှောက်ဆင်နေတယ်ကိုဘက်ကလည်းကန်ကြီးတို့ပါလို့အဲမှာရှင်မော်ရောတို့ပါလို့ဘက်ကလည်းတောက်လျှောက်ဆင်နေတယ်နော်အဲ့တော့ရှောက်ချိုမှာသုံးယောက်မှာတလက်ကိုမင်းတို့ PDF တွေခံတိုက်ထားတဲ့ နော်ငါတို့နောက်မှာခံစည်းပြင်မယ်ဆိုပြီးတော့ပလောင်ကခွေးပြေးပြေးတာနော်အဲ့မင်းတို့ PDF တွေလည်းမူရစီဝါနုံနေနေတော့ငါတို့လည်းမတန်းနိုင်တော့ဘူးနော်မင်းတို့ဆက်ပြီးတော့ဘာမှမပြောလို့ဒါလက်ရှိ Samsung 30နော် Samsung ပြီးလာမယ်30လှည့်လာမယ်နော်30မှာဘဒူတွေပါတယ်ဒီမှာပြီးဖတ်ပြအောင်မယ်နော်မင်းတို့မင်းတို့အကြံဖက်လက်နဲ့ထောက်ပံ့တဲ့လူတွေအခုလောလောဆယ်တော့6ခါတဲ့င်းကိုပြောမယ်ကျွန်တော်တို့6မြို့နယ်က6မြို့နယ်ကပဲတိုးချောင်းရွာတဲတိုးချောင်းရွာ PDF တွေကတဲ့ ရွာဖျားမှာနေပြီးရွာတွေမှာအလူခံတောင်းစားနေတာပါတဲ့။ရွာနီး60တွေလဲတဲ့ထုံနီးတူပဲတဲ့လိုက်တောင်းစားနေတဲ့ကောင်တွေကတဲ့။တနေ့တဲ့တနေ့ပို့လို့ဆိုးနေတယ်တဲ့။ PDF တွေငတ်နေပြီနော်။ပို့လို့ဆိုးနေတယ်တဲ့။ခုလိုချိန်မှာတဲ့တောင်းရာတွေစိုက်ဖို့ကိုတဲ့အစင်မပြေပြုတွေကများလာတယ်တဲ့။သူတို့တွေကအမိန်တွေပါထုတ်လာတော့ပို့ဆိုးတာပေါ့ဗျာတဲ့။မနေ့ကျောင်းနိုင်ညောင်းကျောင်းနိုင်ထုတ်ထားတော့ရွာသူရွာသားတွေအကုန်ဒုက္ခရောက်နေရပါတယ်တဲ့။ ရွာမှာလည်းမနေရကြတော့ဘူးဖြစ်နေကြပြီတဲ့အချို့ဆိုရင်ရှောင်ပြေးနေရပါပြီဗျာတဲ့နော်ဒီသတင်းပေးတဲ့လူတော့ကျွန်တော်ကျွန်တော်ခမားပေးတဲ့သတင်းကိုကျွန်တော်အထက်လူကြီးသိအောင်ပြောပေးမယ်ဒါပေမဲ့ခမားတို့ကလည်းကျွန်တော်တို့တက်မတော်နဲ့နော်ဒီဘက်ကတက်မတော်ကိုအခုလိုသတင်းမျိုးတွေနှင်ဆက်နေတဲ့လူတွေနဲ့ခမားတို့သတင်းတွေတိတိကျကျမှန်ကန်နေနဲ့ပူပေါင်းပြီးပေးရင်ခမားတို့တိုင်းပြည်အမြန်ကြီးကြမယ်ခမားတို့မပူပေါင်းခဲ့တဲ့လို့ အခုလိုအခြေအနေအချိန်ကမျိုးဖြစ်လာတာငါတို့ PDF တွေဆိုပြီးတော့ဟိုငါတို့ညီလေးတွေဟောအေးချကွာအေးတော်တော်လန်ကွာအာနာချင်းကိုတိုက်ကွာဘာဖြစ်လဲခမတို့မြောက်ပေးလာတဲ့မြောက်ပေးတဲ့အကျိုးကျေးဇူးရဲ့ရလက်ကအခုအချိန်မှာဘာတွေပေါက်ွားလာလဲအဲအဲ့လိုလက်နက်ပြပြီးအနိုင်ကျင့်တဲ့ PDF တွေပေါက်ွားလာတယ်နော်အဲ့ဒါကိုခမတို့ပူးပေါင်းမှာလို့ကျုပ်ကအမြန်ဆုံးပူးပေါင်းအမြန်ငြိမ်းချမ်းပဲအခုခမတို့ PDF ရှိတဲ့နေရာတိုင်းဒုက္ခရောက်မှာနော် ဲ့ PDF တွေအလင်းဝင်လို့ပြောတာအဲ့ခင်ဗျားတို့ PDF ရှိတဲ့နေရာနဲ့ဒုက္ခရောက်မယ်နော်အခုခင်ဗျားတို့ဒါဒီဟာကို PDF ရှိရဆိုပြီးတက်မတော်အနေနဲ့ဆစ်ကြောင်းမထိုးသေးဘူးဘုံမကျေသေးဘူးဒါတော့မှခင်ဗျားတို့စာဝင်နေရေးတော်တော်ထက်ခက်ခဲနေပြီ PDF ကခင်ဗျားတို့တစ်သက်လုံးရှားဖွေစုဆောင်လာတဲ့ဥစ္စာတွေကိုခင်ဗျားတို့ရှိရနေတိမ့်ပိုင်နေပြီဟုတ်ပြီလားအဲ့တော့ကျွန်တော်ပြန်ပြောပြမယ်အဲ့ဒီတင်းကိုနော်အချို့ဆိုရင်ရှောင်ပြေးနေရတယ်တူတို့ကတောင်း သူတို့သူတို့ကတောင်းတာတောင်းမှသမင်းဆိုရင်တောင်းတာတောင်းမှသူရေးချင်တာတောင်းတာတောင်းမှသမင်းဆိုရင်နဲ့မอยู่ဘူးတဲ့စံကိုပဲအဓိကထားတောင်းကြပါလေဗျာတဲ့အထက်ကလူကြီးတွေကိုတည်အောင်ပြောပေးပါလို့ပြောပေးနိုင်တဲ့ကိုကြီးတို့ကိုပဲအားကိုးစွာနဲ့ပြောလိုက်ရှင်ပါလေတဲ့နော်ချောင်းမြို့နယ်ကြောက်ရဲရွာက ဦးတန်ထိန်းသားကိုလည်း PDF တွေကဖမ်းခေါ်သွားပြီး3900နဲ့ရွေးခိုင်းနေတဲ့အစိုးရကိုကိုတိုင်ရင်အလောင်းတော်ပြန်မရဖြစ်မယ်လို့ပြောသွားလို့ပြောသွားတယ်လို့ကြားသိရတယ်အခု3300ပေးပြီးလို့လဲဘာမှအကြောင်းအထူးမရှိကြပါဘူးဗျာတဲ့ငွေကိုလက်ခံတာကဖုန်ကြီးတစ်ပါးကလို့သိရတယ်တဲ့အဲ့ဒီဖုန်ကြီးကတဲ့ခုချိန်ထိကြောက်ရဲရွာမှာပဲရှိနေပါသေးတယ်ဗျာတဲ့ PDF တွေကအဲ့ဒါလို့လုံနေကြတာပါတဲ့ မပေးနိုင်ရင်လူတွေကိုတတ်နေကြတာပါတဲ့နော် PDF တွေကတတော်ကုန်မယိုင်းနေပြီနော်တတော်ကုန်မယိုင်းနေပြီနော်အဖုံးကြီးတွေလည်းအဲတင်ငန်းဝယ်ပြီးတော့တကယ်ပါဗျာနော်ကျွန်တော်တို့နိုင်ငံခုချိန်ဒီလေအမြင်မှန်လည်းမရသေးဘူးညီလေးစော်ကောင်းရင်းရေးတဲ့ဘကိုးတိုင်းနောက်ချမ်းအုပ်ဖို့မြို့နယ်နဲ့ဂျိုးပင်ကောင်မြို့နယ်တွေမှာယထာလန်အရှိချမ်းကရွာတွေဆိုရင် PDF စွန်းဖို့နယ်မြေတွေဖြစ်လာပါပြီတဲ့အုပ်ဖို့တွေကဒေါင်းစပါခွင်းကရင်ရွာဗမာရွာနေရွာစလုံးနဲ့ ွေချောင်းကြီးရွာတွေဆို PDF တွေကလုံးဝကြီးစိုးထားပါတယ်တဲ့အဲ့ဒီရွာတွေကနေတဆင့်ဂျိုးပင်ကောင်မျိုးနဲ့တရကိုင်းကျိုးရွာစီကောက်ပင်ရွာလေတုံးရွာအေးမကွင်းရွာကိုင်းရရှိရွာကျောက်စရစ်ကုန်းရွာကြီးစိုးရွာတွေထိအောင် နေစဉ်တနက်ကင်ပြီးသွာလာနေကြပါပြီတဲ့နော်ဒီတရတွေက အခုရက်ပိုင်းမှာပဲတဲ့ရဲဝင်တဲ့တူပါလာကဖတပည့်ဝင်နှစ်ဦးအပြစ်ခံထားရပါတယ်တဲ့။နယ်မြေရှင်းလင်းမှုတွေမလုပ်သေးဘူးတဲ့။အထက်ကမခိုင်းတာလားအောက်ကမလုပ်တာလားသိအောင်ပြောပေးပါဦးတဲ့။ညီလေးကို အားကိုးပါတယ်ညီငယ်ကြီးနော်။ဒါကတော့အောက်ခြေဟွာပေါ့။ဟွာပေါ့လက်ပေးလက်ယူလုပ်တဲ့ဂိတ်ပေါ့နော်။ကိုဖုံးရဲတဲ့ရေနီမျိုးအထွက်ဂိတ်ပတ္တဆအမီဥပေတာ အမြီပြောင်းဖားကြီးတို့ကတဲ့ကားသမားတွေကိုတောင်းတဲ့လောက်မပေးရင်ဆဲဆိုပြီးရိုက်တယ်တဲ့ပြီးတော့ကျင်ဆက်ဖြင့်တို့တယ်တဲ့မပေးရင်ကားရက်ခိုင်းထားတယ်တဲ့ကျွန်တော်တို့ကဘာမှမပြောပြောလို့မရလေမရဘူးလေတဲ့ကားသမားတွေကကျွန်တော်တို့ကိုယ်တိုင်လည်းကျွန်တော်တို့မှပြောပိုင်ခွင့်မရှိဘူးတဲ့သူတို့ကတတ်နယ်ကိဆိုတော့ကျွန်တော်တို့ပြောတာကိုယုံပါလို့မပြောဘူးတဲ့ကိုဘုံကိုယ်တိုင်လေ့လာကြည့်ပါတဲ့မဟုတ်ရင်နဲ့ကိုဘုံ လိလကြည့်ပါရဲမဟုတ်ရင်တော့ကိုဘုံကူညီပေးပါဒီယာတွေကမဖြစ်တဲ့နာတွေလို့ပဲပြောချင်ပါတယ်နော်အဓိကအဲ့ဒါကြီးပေါ့နော်ကျွန်တော်တို့အောက်ခြေတွေမှာကျွန်တော်တို့ကကောင်းတဲ့ဝန်ထမ်းဆိုရင်ကျွန်တော်တို့ကကာပါပေးရမှာကောင်းတဲ့ဝန်ထမ်းဆိုရင်ကျွန်တော်တို့ကချီးကျူးတင်မြှောက်ရမှာကောင်းတဲ့ဝန်ထမ်းတွေရှိရင်ပြည်သူတွေလည်းပျော်ရွှင်မယ်တိုင်းပြည်လည်းအမြန်ဆုံးငြိမ်းချမ်းမယ်နော်အဲ့လိုမကောင်းတဲ့ အချင်းပြချားစားတဲ့ဝန်ထမ်းတွေကိုပြောလဲအဲ့လိုမျိုးကြတော့နာတယ်နော်တကယ်တော့ခင်ဗျားတို့ကမိမိမိသားစုကိုမထီသေးလို့ပါအခုပြင်ဦးလွင်မျိုးဆိုရင်ဒါကြုံမြင်နေရပြီပြင်ဦးလွင်မှာကောင်းတဲ့အစိုးရအဖွဲ့တရက်တော့ပေါ်ထွက်နေပြီနော်ပေါ်ထွက်နေပြီအောက်ကမြေယာအရှင်းလင်းရေးပြဿနာတွေအဲဒီပေါ့နော်ဟိုမတရားသဖြင့်ပြည်သူလူထုကိုမကြည့်ဘဲနဲ့ဟိုနော်မြေယာတွေကိုအကွက်ရိုက်ပြီးတော့ရောင်း နောက်နောက်ကနေပြီးတော့မှအကွက်ရိုက်ပြီးရောင်းတဲ့အရင်အမြစ်တွေအဲ့အရာတွေကိုဖော်ထုတ်ရမယ်အဲ့အရာတွေကိုဖော်ထုတ်မှသူကဒီ public မှာရှိတဲ့ကျွန်တော်တို့ပြည်သူတွေကမခံစားရမှာအခုပြည်ဦးတွေမှာဖြစ်နေတဲ့ပုံကသူက650နဲ့ဝယ်တယ်နော်အပြီးလို့ချင်းသူကမြေစင်းကိုလာတိုင်းခိုင်းနေအမြေစင်းရဲ့မှန်နေအုတ်ကြီးကလည်းလက်မှတ်ထိုးတယ်အပြီးကရန်တွေပါထုတ်ပေးသေးတယ်အပြီးလို့ရှိတော့ကြတော့ ်ပြောင်းသွားအချိုးချိုးပြောင်းသွားတယ်ဟိုကြောင်းနဲ့ကောင်းနေရတယ်ဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိဘူးเนาะဘယ်ပေါက်လို့ဘယ်ပေါက်မှန်းမသိတော့လူကဘဒုသူတို့ကအကူကြီးတောင်းလို့တောင်းမှန်းမသိပဲနဲ့နိုင်ငံတော်ကိုလည်းခုန်ဆောင်ရတယ်မိမိအိမ်ကိုလည်းဟိုအစိုးရရဲ့ဥပမာတစ်ခုပေါ့ဗျာတစ်တော်မြေတို့ဘာမြေတို့ညာမြေတို့ပေါ့ဗျာကျွန်တော်လည်းအဲ့လိုတော့မပြောတတ်ဘူးเนาะအဲ့လိုကြတော့ပြောနေတာအဲ့ဒါကိုဖော်ထုတ်နိုင်ဖို့လိုတယ်အဲ့ public မှာရှိနေတဲ့ ပြည်သူလူထုကြတော့နားတယ်လေဗျာ तू तू ရဲ့အိမ် तू ရဲ့မြေ तू ဝယ်ထားတာမြေသိန်းရောကနေတရားဝင်လက်မှတ်ထိုးပေးပြီးတော့ဝယ်ထားတာပြီးခါကြမှာဒါကဘာလဲမလို့ဘူးညာလဲမလို့ဘူးဘော်လိုသာနဲ့ထိုးဆိုတော့လစ်တာပေါ့ဗျာအဲ့တော့ကျတော့ဝင်နှင်းထဲမှာခင်ဗျားတို့မြေခွက်တွေမပါသေးလို့ခင်ဗျားတို့ဒီလူတွေကောင်းပါတယ်လို့အဝင်နှင်းเนี่ยဘာဖြစ်ဝင်နှင်းတွေကိုကျွန်တော်ကပြောပါတယ်လို့เนาะเนาะအဲ့လိုမျိုးတွေခင်ဗျားတို့ပြောတယ် နော်တကယ်ခံစားနေရတဲ့အောက်ခြေပြည်သူလူထုလာကြည့်ဟိုဟာမှာပြင်းဦးလွယ်မှာနော်